ိမ်သာချင်းတူပြီးရှာကျွေးနေတဲ့တားဖြစ်သူကိုဖခင်ကမူယူဆဲဆူရိုင်းနှက်ခဲ့တာကြောင့်တားဖြစ်သူကဓာတ်နဲ့ထိုးတဲ့ ဒီပြည့်ပြည့်ကြီးဟာဖခင်ပြောက်ဟာအရက်သေးစာတောက်စားပြီးမိသားစုကိုလှုပ်ကြွေးခဲ့တာတော့အပေပြည့်သူကမင်းလောက်ကအောက်တန်းကြတယ်အဲ့ဒီလိုလှုပ်လှုပ်တဲ့သူနဲ့တအိမ်ထဲမှာအတူမနေနိုင်ဘူးလို့ပြောကာဂျေဆုမတင်တဲ့ပြင်နားလည်မှုမရှိဘဲထိုးကျိတ်ခဲ့ရာကနေဒါပြည့်သူမှာမခံစားနိုင်တော့ဘဲဓာတ်နဲ့ပြန်ထိုးခဲ့ရာမှာအပေပြည့်သူမှာတေဆုံးခဲ့ရတဲ့ပြည့်ပြည့်ကြီးပဲဖြစ်ပါတယ် စက်တင်ဘာလ30ရက်နေ့ည8:00နာရီခန့်ကပဲခူးတိုင်းပြည်ခရိုင်အုံရှိပေမြို့နယ်ရတနာဘုံရက်ကွအင်ဂျင်ကိုလမ်းမှာဖြစ်ခဲ့ရလို့သိရပြီးဖခင်ဖြစ်သူကအရက်သေးတာတောက်စားမူးယူကမိသားစုကိုအင်သာချင်းတူပြီးရှာကျွင်းနေတဲ့တားဖြစ်သူကိုဆဲဆူမောင်းချပြီးမင်းရက်ကထဲကနေအင်သာချင်းတူပြီးရှာစားနေတာငါရှက်တယ်မမြင်ချင်းမှုထွက်သွားလို့ဆဲဆူခဲ့ရကြောင်းတားဖြစ်သူကစိတ်မထိန်နိုင်ပေဓာတ်နဲ့ထိုးခဲ့တယ်လို့သိရပါတယ်ညာကြီးသူတို့မိသားစုမအေးရဲ့တားရဲ့သူ့ရဲ့ညီမလေးရဲ့သူတို့သုံးယောက်အင်ရှိမှာထိုင်နေကြတာ တူဖေဖြစ်တဲ့သူကမူယူပြီးပြန်လာပြီးမင်းတို့မမြင်ချင်ဘူးအိမ်နာချင်းတူတဲ့ကောင်မင်းစားငါရှက်တယ်ဘာညာနဲ့ဆဲတာဘာဖြစ်သူကလဲဂျုံရကြပန်းလုပ်ပြီးရှာကျွေးနေတာကိုခုလိုပြောတော့တူသားကမခံနိုင်ဖြစ်ပြီးဟင်းလီသားနဲ့ထိုးပစ်တာလို့ဒေတာကန်တို့ကပြောပြခဲ့ပါတယ် တားပြစ်သူတက်နိုင်ဦး40နှစ်ကပါခင်ဖြစ်သူဦးတန်းစဉ်65နှစ်ကိုတစ်သွန်နီးတဲ့ဓာတ်နဲ့ထိုးခဲ့တာဖြစ်ပြီးပါခင်ဖြစ်သူမှာဝဲလက်ဖျံပြက်ချဒဏ်ရာတစ်ချက်၊ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ရာဘတ်ဝမ်းမိုက်ဆောင်ပြက်ချဒဏ်ရာတစ်ချက်၊ဦးကောင်းထိပ်ပြက်ချဒဏ်ရာတစ်ချက်တို့ရရှိခဲ့တယ်လို့သိရပါတယ်။ပုတ်ရှိပင်စေးယုံကနေပြည်စေးယုံကိုလွှဲလိုက်တယ်။ပြည်စေးယုံမှာညဏ်ညီပိုင်းမှာဆုံးပါတယ်။အဲ့ဒီလူကမူးလိုက်သူမိန်းမနဲ့တားသမီးတွေကိုအမေးပြစ်ရှာတယ် တူသားကရှာကျွေးနေတာကိုအမြင်ဆက်တယ်မင်းတို့အစ်င်းနဲ့ပါညာပြောနေတာအခုတားပြစ်တဲ့လူကကြာတော့မခံနိုင်ပဲထထုတ်တာပေါ့အခုလိုခကြီးထဲမှာဂျုံရဂျာပန်လုပ်ပြီးရှာကျွေးနေရအောင်အဖေပြစ်သူကမူယူတောင်းကျမ်းလာလို့ဒေတာကတူကပြောပြခဲ့ပါတယ် လက်တလုံးမှာတော့ဗရောင်းမြို့နယ်အုံရှိပင်ရဲစခန်းမှာတားပစ်သူတက်နိုင်ဦးကိုတရားစွဲဆိုဖို့မိခင်ဖြစ်သူကိုတရားလိုဖြစ်တရားစွဲဆိုခိုင်းပြီးပါ53မြေဆောင်2025ရာသတကြီးပုံမှန်3.6နဲ့ပထမအမှုဖွင့်ထားရကနေပြည်မျိုးစေးရုံကြီးမှာတည်ဆုံသွားခဲ့တာကြောင့်ရာသတကြီးပုံမှန်300နည်းနဲ့ပြောင်းပြီးအမှုဖွင့်လိုက်တယ်လို့သိရပါတယ်ဒီပြပြလေးဟာဆိုရင်တော့ဖြင့်လုံကျွေးနေတဲ့တားပစ်သူတော်မှာကျေးဇူးမတင်တဲ့အပြင်မူယူပြီးဆဲဆိုခဲ့ရမှာမခံကျင်စိတ်ကြောင့်အဖေဖြစ်သူကိုပြန်ပြီးတတ်ခဲ့တဲ့အမှုပဲဖြစ်ပါတယ်မြန်မာမှုခင်းချန်နယ်လေးကို ပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်နောက်များမှာလည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့တဲ့ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်။ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုအဆုံးထိကြည့်ရှုအားပေးရတော့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။